တရတာလောကတစ်ကဘာလုံးမှာနဲ့ဆိုတာ၃မျိုးရှိရပေါ့နော်တိလဝိတ္တုဒ္ဓိစင်ကြယ်တဲ့မြတ်စွာဘုရားနဲ့ယဟန်အာရီဝိတ္တုဒ္ဓိနဲ့လို့ခေါ်တယ်စေရင်မှုယာရင်မှုကနေပြီးတော့နိုင်ငံတော်အုပ်ချုပ်တဲ့ကြီးကဲထီကိုလောကသမုဒ္ဒိနဲ့လို့ခေါ်တယ်နောက်တစ်မျိုးကကြာဥပပတ္တိနဲ့တဲ့ ဥပပတိနဲ့ဆိုတဲ့ချိန်နှပါသောကိုဆောင်နှစ်ကနေစပြီးတော့အိမ်ဆောင်နဲ့မျိုးဆောင်နဲ့ရွာဆောင်နဲ့နယ်ဆောင်နဲ့ကဘာဆောင်နဲ့သာသနာဆောင်နဲ့တရားနေစပြီးဘိုးတော်စကြာမင်းထီဥပပတိနဲ့လို့ခေါ်တယ်။ဒီနဲ့တည်ကြတော့ပူဇော်ရမယ်ပတ်တာရမယ်မေတ္တာပို့ရမယ်အပြည့်ပေးဝေရမယ်။ negative definition ကတော့ဒါပါပဲ။ဒီဘွဲမှာဖြင့်အလို့ရှင်ဥပမာများကိုသာပြပြပါမည်။ချောက်တော်မူ၏ညောဘန်းကတလို့ရောလာဆိုလည်းပြလို့ခေါ်တော့ပါဗျာ။အပြူရောလမိုင်းနဲ့လို့ခေါ်တယ်။ ြောမယ်ဆိုလို့ရှိရင်အဖွင့်နဲ့ပေါ့ပွဲဥစဆိုတော့ဘုရားတရားတန်ခါယရဏသုံးပါအနန္တနန္ဒငါးပါးပူဇော်ပြီးတာနဲ့တရားမင်းကိုပူဇော်ရတယ်နတ်ထက်မှာအကြီးဆုံးတရားမင်းကိုပူဇော်ပြီးတာနဲ့ကုံလမိုင်းရေလမိုင်းတော်လမိုင်းတောင်လမိုင်းအာကာလမိုင်းဇလမိုင်းနလမိုင်းစီပွားရေးလမိုင်းဆက်လမိုင်းအပြည့်စီချုံရင်မရှိအောင်လမိုင်းဝတ်တင်ရတယ် အဲ့တော့အားလုံးကိုခြုံပြီးတော့ကွာလမိုင်းဘူဘူကြီးအမှုထားပြီးတော့တရားမင်းကိုပနက်တီတိုင်တယ်လိုက်တယ်အပြူရော၄ရက်ကိုခွာနေပြီးတော့ကပီးတယ်အပြူရောတယောက်ထဲနဲ့လည်းကလို့ရပါတယ်ဒါပေမဲ့လေးမျက်နှာလေးတကားကလုပ်ငန်းပေါင်းစုံအတွက်ဆိုတော့ခွာပြူရော၄ရက်ထွက်ထားပါ ဒီဆိုင်မဲ့တီးနေတာပဲဒီလူပဲကနေတာပဲသို့ပါဆိုညာလမိုင်းပတ်ကပ်ဘူးဆိုလို့ရှိရင်ဘာလို့လို့လောက်မှာမသိလမိုင်းကတ်တဲ့ခါကျတော့စာလဲကြည့်ပြောစရာမလိုဘာပြောစရာမလိုတတ်တဲ့သူအဆင်ပြေသွားတာပေါ့ သာသနာ၅000အတွင်းရှိအောင်စောင့်ရှောက်ဖို့ကဘုရားမြတ်စွာဘုရားရဲ့တာဝန်လေအဲဒီသာသနာတစ်ဝက်ကိုကြတော့တရားမင်းကိုထားခဲ့ပြီးတော့ဘုရောတရားသာသနာလို့2500သောသာသနာကိုတပတ်ပေးထားတဲ့အတွက်ဘုရောတရားဒီနှစ်ထဲမှာဥစည်းဥဆောင်ပြုတဲ့ပုံကိုဖြစ်တဲ့အတွက်တရားမင်းနေအရေးကြီးတဲ့အတွက်မင်္ဂလာရဲ့မမန္တာဟင်းလေးလေး ဆိုပြီးတော့တရားမျိုးစပြီးတော့ပူဇော်တဲ့အချိန်သူ့ကိုအချွေရံနေချော့တယ်ပေါ့တော့အလပိုင်းနဲ့တင်တာပဲနတ်ဆိုတာကြောက်စရာလည်းမလိုပါဘူး။ဘာသာတရားနဲ့လျော်ညီနေတဲ့ နတ်ပူဇော်မှုပဲဖြစ်တယ်နဲ့ဘာသာတရားကိုချိုးဖြက်ပြီးဘာသာတရားကိုကွယ်ပြီးတော့လုပ်တဲ့နတ်ဆိုတာမကောင်းပါဘူး